မင်္ဂလာပါရှင်ကျမတို့ရဲ့ Rapiko သတင်းဌာနကနေကြိုဆိုပါရစေအခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ကမ္ဘာဒေသတော်လန်ရေးတပ်ပေါင်းစုကတမ69စစ်တပ်စစ်ကြောင်းစီကနေပြည်သူ့နှုတ်ဦးကိုခဲထုတ်နိုင်ခဲ့တဲ့သတင်းဖြစ်ပါရစေမကွေးတိုင်းပခုတ်ကူခရိုင်အတွင်းစစ်ကြောင်းထိုးနေတဲ့တမ69လောက်ခန့်တပ်တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးဖမ်းဆီးခံထားရတဲ့ကမ္ဘာမျိုးကံပြည်သူ့နှုတ်ဦးကိုခဲတင်နိုင်ခဲ့တယ်လို့ကမ္ဘာဒေသတော်လန်ရေးတပ်ပေါင်းစုက နေ့ကညပိုင်းမှာထုတ်ပြန်ထားပါတယ်ရှင်။ကမ္မတပောင်စုကစစ်တပ်စစ်ကြောင်းကိုပခုတ်ကူမြို့နယ်အတွင်းပျောက်ကြားမိုင်းဆွဲတာနဲ့မြိုင်မြို့နယ်အစပ်မှာထိတွေ့တိုက်ပွဲ၄ချိန်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အလားတူမြိုင်ပကဖနဲ့ပူပေါင်းပြီးညောင်ချစ်ပင်ပြူစခန်းဒီမှာစစ်အုပ်စုရင်တကြီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုအပြီးနယ်မြေရှင်းလင်းရေးပြုလုပ်ရမှာစစ်ကားပေါ်ပါလာတဲ့ကမ္မမျိုးဒေသခံပြည်သူတို့ကိုကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မနေ့ကဒီဇင်ဘာလ၄ရက်နေ့မှာကန်တော်ရွာအနီးကိုရောက်လာတဲ့တပ်မ69စစ်တပ်စစ်ကြောင်းကိုကာကွယ်ရေးရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။စစ်တပ်တပ်ဖွဲ့ဝင်ရုပ်လောင်းတလောင်းရရှိထားတယ်လို့ကမ္မဒေတာဒေါ်လန်ဟေးတပေါင်းစုကထုတ်ပြန်ထားပါသေးတယ်ရှင်။အဆိုပါတိုက်ခိုက်မှုတွေကိုတော့ကမ္မတပေါင်းစုများဖြစ်ကြတယ်။မကွေး PDF မြိုင်ပကဖပောက်ပကဖဒေသတွင်းတပေါင်းစုများပခုတ်ကူခရိုင်လိုကေတရင် ပခုတ်ခရိုင်စစ်ကြောင်းများနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါပါတယ်ရှင်။